အိမ်တွင် လေမချွန်ကောင်းလေချွန်ချင်းကမနက်ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ဘယ်အချိန်ပဲဖြစ်ဖြစ်အဲ့ဒီအပြုအမူကလက်တိတ်စေတယ်လို့ယူဆပြီးတော့မှရှေးလူကြီးတွေကတားမြစ်ခဲ့ကြတာပဲဖြစ်ပါတယ်အနောက်တိုင်းသားတွေမှလည်းဒီအယူအဆနဲ့ပတ်သက်ပြီးတော့မှအစွဲလန်းတွေရှိတတ်ကြပါတယ်တင်မောသားများဓာတ်တူတွင်များစက်တပင်သမားများတို့သည်လေချွန်ချင်းကိုနမိတ်ဆိုးဆောင်သည့်အပြုအမူလို့ယူဆကြပါတယ်တင်မောသားတွေအနေနဲ့လေချွန်ချင်းကလည်းလေတိုက်ချင်းကိုတရန်သူနမိတ်ဆောင်ချင်းဖြစ်တဲ့အတွက် လေမုန်တိုင်းကိုဖိတ်ခေါ်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်အဲ့ဒီအခါလေကြီးမိုးကြီးတက်ရောက်တက်တယ်လို့လည်းအယူရှိပါတယ်။အဲ့ဒီနေရာမှာယောက်ျားလေးတွေထံမိန်းမတွေလေးချွင်ပို့ပြီးတော့မှစိုးတယ်လို့လည်းအယူရှိပါတယ်။အိုးအရင်ခေတ်ကဆိုရင်အဲ့ဒီမာလိန်မူးတွေကလေးချွင်တက်တယ်လို့သိထားတဲ့မိန်းမတွေကိုတင်းမောပေါ်လိုက်ပါခွင့်မပြုပါဘူး။သူတို့ဘာသာရဲ့အယူအဆမှာတွန်တက်တဲ့ကျမနဲ့လေးချွင်တက်တဲ့မိန်းမတို့သည်ဖျားတခင်အတွက်တော့၎င်း လူသားများအတွက်တော့၎င်းမသင့်လျော်ဟုဆိုထားပါတယ်။စုံမတွေကလေချုံပြီးတော့မှပြူစားတတ်တယ်လို့ယုံကြည်ထားကြတဲ့အတွက်ကြောင့်မလို့မိမတွေအနေနဲ့လေချုံပြီးဆိုရင်ပတ်ဝန်းကျင်ကိုကန်ဆိုးမိုးမောင်ကြစေတတ်ပါတယ်။တစုံတဦးကိုလည်းတိတ်ဆုံးတတ်တယ်လို့အဆိုရှိကြပါတယ်။တတုတွင်းနေမှာလည်း knock ကဒါမှမဟုတ် goblin လို့ခေါ်တဲ့နတ်တချို့ကလည်းမင်းစာလို့ခေါ်ကြပါတယ်။အဲ့ဒီဟာတွေကတတုကျော်ရှိတဲ့နေရာကိုခောက်တံပေးပြီးတော့မှလမ်းညွန်တတ်ကြတယ်လို့ယုံကြည်ထားကြပါတယ်။ တတူတွင်းနေမှာလေးချွန်းသားကလည်းအဲ့ဒီနှက်တွေကိုမောင်းထုတ်ခြင်းနဲ့အလားတန်တူတဲ့အတွက်ကြောင့်မလို့ပောက်ကွဲခြင်းတွင်းပြိုခြင်းစတဲ့ဘေးအန္တရာယ်မျိုးစုံကြားရောက်စေတတ်တယ်လို့ဆိုထားပါတယ်။သပင်သည်တို့အနေနဲ့ကလေးချွန်းရင်လမိုင်းမကြိုက်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းပြတ်တတ်တယ်လို့ဆိုပါတယ်။ဒီနေရာမှာလမိုင်းဆိုတာကတော့အပျော်အပါကားခုန်ခြင်းကိုစောင့်တော့နဲ့နှစ်သက်တော့နဲ့လို့အမည်ရပါတယ်။အဲ့တော့မြမာတွေရဲ့မူအရာမှာတော့ညဘက်နဲ့မနက်စောစောချိန်တွေမှာလေးချွန်းခြင်းကိုအဓိကတားမြစ်ထားပါတယ်။ မြန်မာမှုမှာကစုံကဝေမော်အောက်လန်းပညာများ၌လေးချုံချင်းကိုအဓိကအသုံးပြုကြတယ်လို့ယူဆကြပါတယ်။အဲဒါကြောင့်မလို့အပုတ်ချိန်လိုယူဆရတဲ့ညအခါနဲ့မင်္ဂလာနမိတ်ဆောင်တဲ့မနက်အခါတွေမှာလေးချုံချင်းကမကောင်းတဲ့မကောင်းဆိုးဝါးတွေကိုဖိတ်ခေါ်ရရောက်ပါတယ်။အဲဒါအပြင်လေးချုံတန်ကမွေတွန်တဲ့အတန်နဲ့စင်တူတာဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်ရက်တွေကိုခေါ်ယူလန်းဖွင့်ပေးတယ်လို့လည်းအယူရှိပါတယ်။နေခင်းဖက်အခါတွေမှာလေးချုံတဲ့လူကအလောက်ကိုင်းမဲမဲရရမရှိတဲ့လူလူပေါ်ကြော့များဟုသတ်မှတ်ထားကြပါတယ်။ ဲ့ဒါကြောင့်မလို့မလုတ်တင်မလုတ်ကောင်းတာမျိုးလို့တားမြစ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်။တကယ်လို့အမှုမဲ့အမှတ်မဲ့လေးချုံမိပြီဆိုရင်အိမ်အပြင်ထွက်ပြီးတော့မှအိမ်ကိုသုံးပတ်ပတ်ပါအဲ့ဒီလိုလုပ်ခြင်းကနမိတ်ဆိုးတွေကိုပြေပျောက်သွားစေတယ်လို့ဆိုထားပါတယ်။